ေဘွာဒါတဲ့အင်ဂျီရဲ့ cosgrow လက်တီတွေကြောင့်ထောင်းသွားခဲ့တော့ဒါတဲ့လည်းပြီးသွားပြီထင်ပြီးတောင်းကိုသွားကလက်ရည်တွေချုပ်ဖို့လုပ်ခဲ့ပါတယ်။တုံကြီးကိုအထင်သေးတာပဲဖြစ်ပါတယ်။တုံကြီးကဒီလောက်နဲ့အရှုံးမိတတ်တဲ့ကောင်မဟုတ်တာကြောင့်ကောင်းတောင်းတမ်းမပြည့်သေးဘူးဆိုပြီးထိုးဖို့ပြန်ထလာခဲ့ပါတယ်။ဒါတဲ့လည်းအေဘွာအဲ့လိုပြန်ထလာတော့အန်ဟောသွားကပွဲကိုဆက်ထိုးခဲ့ပါတယ်။ပွဲဆက်ထိုးတော့တုံကြီးတို့ cosgrow လက်တီကိုဘယ်လိုအနိုင်ယူရမလဲစဉ်းစားနေခဲ့က cosgrow လက်တီကိုလှိလာခဲ့ပါတယ်။တုံကြီးက cosgrow လက်တီဟာဘော်ဒီကိုထိုးတဲ့ body shot လက်တီလို့ထင်ထားပြီး ဒါတဲကကော့စခရူးလက်တီနောက်တစ်ခေါက်ထပ်ထိုးတဲ့အချိန်ဘိုက်ကိုဖမ်းကာခဲ့ပါတယ်။ဒါပေမဲ့ကော့စခရူးလက်တီကဘိုက်ကိုထိုးတာမဟုတ်ပဲနှလုံးရှိတဲ့ဘယ်ဘက်ယင်ဘက်ကိုထိုးတာပဲဖြစ်နေခဲ့ကအေဘိုလဲနောက်တစ်ခေါက်ထပ်ခံလိုက်ရပြန်ပါတယ်။ကော့စခရူးလက်တီကနှလုံးရှိတဲ့နေရာနာကိုထိုးပြီးလှုပ်မြဖြစ်သွားစီတာပဲဖြစ်ပြီးအတော်ကောင်းတဲ့လက်တီတစ်မျိုးပဲဖြစ်ပါတယ်။စပရင်မက်ချ၃ကြီးလုံးအေဘိုက6ခါလောက်လဲပြီးအဆုံးထိတောက်ခံနိုင်ခဲ့ကပွဲကပြီးသွားခဲ့ပါတယ်။ပွဲပြီးသွားတော့တုတ်ကြီးနဲ့ဟာလာမကြီးတို့နှစ်ယောက်လဲဒါတဲတွေကိုနှုတ်ဆက်ပြီးပြန်ခဲ့ပါတယ်။ အေပိုတို့ပြန်တော့ဓာသေးကဂျင်းနေကလူတွေရှိမှအေပိုနဲ့ထိုးရတာဘာမှမဖြစ်တလို့အလွယ်လေးပုံစံနဲ့နေနေပေမဲ့ရေချိုးကန်နဲ့ရောက်လို့လက်တွေကိုကြည့်လိုက်တဲ့ချိန်မှာတော့အေပူရဲ့ထိုးချက်တွေကြောင့်လက်တွေရောင်ကိုင်းနေပြီးဒီကောင်လက်တီးတွေကတော်တော်ပြင်းတာပဲဆိုပြီးဓာသေးကတွေးနေခဲ့ပါတယ်။အေပိုတို့လည်းပြန်တဲ့လမ်းမှာမုတ်တွေဝေစားခဲ့ပြီးအေပူကမုတ်စားနေနေပါပါဇက်ကသွေးတွေကျနေရကြောင်းဟာနာမီရှိကအေပူကိုကြည့်ပြီးလန့်နေခဲ့ပါတယ်။ဟာနာမီရှိရဲ့မိသားစုကအမြင်နဲ့အိမ်တွင်ပြောင်းနေပြီးသူလည်းကျောင်းသူတွေခဏခဏပြောင်းရတာကအမြင်ကျောင်းသူတွေမှာနိုင်ကြီးခံနေရတဲ့ဘဲပဲဖြစ်ပါတယ်။ အဲ့လိုနန်ကြီးခံရတဲ့ဘွားကိုစိတ်ကုန်နေတဲ့အချိန်အပုတ်ကို TV မှာမြင်တော့ဘောင်စင်တင်ကြီးခဲ့တာလို့ပြောခဲ့ပါတယ်တုတ်ကြီးတို့ကလည်းအနိုင်ကြီးခံရတဲ့ခန္ဓာချက်ကိုကောက်ကောက်သိပြီးဟာနာမရှိကိုအပိစကားတွေပြောက အားတန်အောင်လုပ်ပေးခဲ့ပါတယ်နောက်နေ့ရောက်တော့အပုတ်ကခါမကဝါချင်းကိုပြန်လာခဲ့ပြီးဂျင်းနေရောက်ရောက်ချင်းအာအောင်ခနစ်ခင်မာတို့နဲ့တွေ့ခဲ့ပါတယ်အာအောင်ခနစ်ခင်မာတို့ကအပုတ်ကိုတွေ့တဲ့အချိန်မင်းမင်းကတော်တော်ခံစားရတယ်ဆိုပြီးစပြောလာတော့ဟာနာမရှိပြပြထားလားဆိုပြီးအပုတ်ကပြန်မေးခဲ့ပါတယ် အမှန်တော့ဟာနာမချီပြောရတာမဟုတ်ပဲတက်ကောက်မူတာသူဂျင်တိလိုက်ခဲ့တယ်လို့လို့နဲ့အေဘိုကဆယ်ခေါက်လောက်မှောက်ပြီးရှုံးသွားတယ်ဆိုပြီးအာချောင်လာတာပဲဖြစ်ပါတယ်ခဏနေတော့တက်ကောက်မူလာရောက်လာပြီးငါဟန်ဆောင်လာတာအေဘိုမသိတော့သေးဘူးထင်တယ်ဆိုပြီးဆက်ပြီးအာထက်ချောင်တော့ကာမဂါဝါထုတ်ကောက်နေအနောက်ကနေဖြန်းကနေရိုက်ချလိုက်ပါတယ်တက်ကောက်မူလာလည်းကာမဂါဝါကိုကြောက်ပြီးထွက်ပြီးတော့ကာမဂါဝါလည်းအနောက်ကနေဆိုင်ငယ်စီအတက်ကွန်လိုက်တီးခဲ့ပါတယ်ဒါပေမဲ့ကာမဂါဝါကတက်ကောက်မူလာဖင်ကုန်းပြသတာမမီတာကြောင့်ဂျင်ကိုပဲပြန်လာခဲ့ရပါတယ် ။ချင်းရောက်တော့အိပုကိုယာကီကဒါသေးလို့ဂျင်ကနေမင်းကိုပွဲထုတ်ဖို့စင်ကော်ထားတယ်ဆိုပြီးပြောပြခဲ့ပါတယ်။အိပုကိုစင်ကော်ထားတဲ့သူကတော့ဒါသေးလို့ဂျင်ကဖေဒါဝေးအဆင့်၅ပေါက်စာခေကိုအိုကီတာပဲဖြစ်ပါတယ်။အဆင့်၅ဆိုတော့အိပုအတွက်ခက်ခဲတဲ့ပွဲဖြစ်ပြီးလေချင်းဖို့ကလည်းလောက်လောက်သာချင်းရတော့တာဖြစ်တာကြောင့်ယာကီကတော့အိပုကိုမပြိုင်ချင်ချင်ဘူးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့တုံကြီးတို့ကတော့ထိုးချင်တယ်ပြောတာကြောင့်ခေါမကောင်ကအိပုရဲ့ပုံချင်တွေပါရစ်ပြီးဒီလိုပွဲမျိုးကအနည်းနဲ့အမြင်ကျုံ့မှာပဲဆိုတော့ပြန်ဝင်ပြလိုက်ပါတယ်။ နောက်တစ်ခါမှတော့အပူနဲ့ထိုးမဲ့အိုခီတာတို့ဘက်ကိုပြထားပြီးအိုခီတာကတဲအိကိုထိုးပြီးလေ့ကျင့်နေတာကိုဒါသေးအီဂျီကလာကူပေးခဲ့ပါတယ်။ဒါသေးအီဂျီကလာကူပေးနေရင်လည်းဒီလိုထိုးနေတဲ့ပုံစံဆိုကောင်းတော့ကောင်းမိမယ်။အပူကိုမနှံလောက်ဘူးဆိုပြီးပြောတာကြောင့်အိုခီတာလည်းဒါသေးရဲ့ကော့စကူးလက်တီနဲ့တူတဲ့လက်တီညို့နဲ့ထိုးပြလိုက်ပြီးငါးနိုင်မကွာဆိုပြီးပြန်ပြောခဲ့ပါတယ်။အပန်းတော့အိုခီတာကအပူကိုစင်ခေါ်ရတဲ့အကြောင်းရင်းဟာဒါသေးအီဂျီကအပူနဲ့ sparring match ထိုးတော့သူ့ရဲ့ကော့စကူးလက်တီကိုအသုံးပြုခဲ့ပြီးသူနဲ့ထိုးတော့ကကော့စကူးလက်တီကိုထုံသုံးခဲ့တာကြောင့် သူ့ကိုအလေးမပေးလို့ဆိုပြီးအပူကိုထိုးပြီးသူကပို့ပြီးအလေးပေးတဲ့ကြောင်းသက်တည်ပြခြင်းလိုပဲဖြစ်ပါတယ်။အဲ့လိုနဲ့ဘွဲထုံးမနေ့ကိုရောက်လာခေတ်ကနှစ်ယောက်သားအချိန်နဲ့တီးခဲ့ကြပါတယ်။ဘွဲဆက်စားခြင်းမှာပဲနှစ်ယောက်သားကအတက်ကောင်နဲ့တီးကြပြီးအိုခီတာကသာတဲ့အချီလို cosplay လက်ဒီညိုကြီးထုတ်သုံးတော့အပူလေးကြောင်သွားခဲ့ပါတယ်။